တခါတော့သမိုင်းပင်တဲ့ဆရာကြီးတယောက်ကပြောတယ်။မြန်မာပြည်မှာထေရဝါဒဗုဒ္ဓဘာသာလို့ဆိုတယ်တဲ့။သို့တော်ထေရဝါဒဗုဒ္ဓဘာသာမစစ်ဘူးတဲ့ရွှေရကုံဘုရားပေါ်သွားကြည့်။အဲ့ဒါလို့ပြောတာကြားလိုက်ဖူးတယ်နော်။အဲ့ဒီနေရာမှာခွဲခြားပြီးနားလည်ဖို့တော့လိုအပ်တယ်ပေါ့။ तू ပြောတာမဟုတ်ဘူးလားလို့ဆိုတစိတ်တည်းသိတာတော့ဟုတ်တယ်။ထေရဝါဒဗုဒ္ဓသာသနာအစစ်ဆိုတာ ိဋကစာပေမာတော့ရှိတယ်စာပေမာတော့အယောရာပြုတော့မရှိဘူးတန့်တယ်ပိဋကတော်မှာထေရဝါဒတရားတွေတတ်မှတ်မယ်ရှိတယ်ရောနေတာကဘယ်သူတွေတုံးဆိုလူသားတွေဘုရားဘာသာတွေကတော့ရောနေတယ်ထေရဝါဒဘုရားဘာသာတွေဘုဖရားကိုကုန်းဝယ်တဲ့ဘုရားဘာသာဝင်တွေကတော့ထေရဝါဒဘုရားဘာသာအစ်စ်မဟုတ်ဘူးလို့ပြောခြင်းပြောလို့ရတယ်ဘာဖြစ်လို့တုံးဆိုတော့ ခုနပြောခဲ့တယ်လို့ဟောစနေသားစနေတောင်းကဖရားမသွားပြီးလှုပ်တယ်ဆိုရဲဒါမှသူ့ရဲ့ယုံကြည်ချက်ကတခြားဖြစ်နေတယ်လေမြတ်စွာဘုရားဟောတာနဲ့လွဲချော်နေတယ်တော့အဲ့ဒီလိုမျိုးတွေတော့ရှိတာပေါ့သို့တော့ခွဲပြောရမှာတော့ထေရဝါဒဗုဒ္ဓတရားတော်တွေကစစ်မှတ်နေထေရဝါဒဗုဒ္ဓသာသနာကိုလက်ခံပြီးတော့ကျင့်သုံးတဲ့လူတွေမှာရောထွေးနေတယ်လို့ဒီလိုတော့ပြောလို့ရတယ် အတွေ့အခေါ်တွေအမြင်တွေဟာမတန်ဘူးဘုရားဘာသာလို့ဆိုပေမဲ့လို့တခြားဘာသာတွေနဲ့ရောထွေးပြီးတော့ယုံကြည်မှုတွေတခြားအရာတွေလက်ခံကျင့်သုံးမှုတွေဒါမျိုးတွေဟာရှိနေသေးပဲအဲ့တော့ဆိုလိုတာကတော့မြန်မာနိုင်ငံလူဦးရေဘုရားဘာသာဦးရေ85ရာခိုင်နှုန်းရှိတယ်ဆိုပါစို့အဲ85တဲကဘုရားဘာသာဝင်ပြီပြီတတ်တတ်တန်တန်ပြတ်ပြတ်ဘယ်နှယောက်ရှိတော့ဆိုတာကိုလိုက်ပြီးတော့ ဘေးရင်လည်းမမေ့ဘူးနော်ခုနကနေထောင်နန်းတောင်းနေတာဖရားသွားရှိခိုးတာလည်းမဟုတ်ဘူးဆူတောင်းမြေဖရားမှာဆူတောင်းတာလည်းမဟုတ်ဘူးကြီးလေးကြီးကြီးကိုကြီးမှာသွားပရိစိတ်ထာလည်းမပါရဘူးနော်တန်ကြီးတော့ဘာလို့ဟိုပကံသွားတဲ့အခါကျတော့ဆွဲတော်လေးစုကိုတမနဲ့တွင်ခူးလို့ရှိရင် ချမ်းသာတယ်ဆိုတဲ့အဲထဲမှလည်းမပါရဘူးတိုက်သီးကိုသုံးောက်တိုက်ရင်တထေးဖြစ်တယ်ဆိုတာလည်းမပါရဘူးအဲ့လိုဟာမျိုးတွေ မပါပဲနဲ့ဖះဆိုရင်ဘယ်ဖះပဲဖြစ်ဖြစ်စိတ်ထဲမှာဓာန်တူထားနိုင်မလားစူတော်ကြီးဖះပဲဖြစ်ဖြစ်ပါဖះပဲဖြစ်ဖြစ်ဓာန်တူထားနိုင်မလားဆိုတဲ့ဟာအဲ့ဒါနံပါတ်1ဘုရားဘာသာ